မင်္ဂလာပါကျူတိုရယ်အနိုင်မှကျူဆိုပါရယ်ဒီဗီဒီယိုလေးမှာတော့တက်တော့ကိုဆရာကြကြသုံးတက်ခြင်းတဲ့သူရဲ့အတွက်နီလန်၅မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၁အနေနဲ့ကတော့တက်တော့အကောင့်ကိုလုံးဝဖြစ်ဖြစ်တဲ့နီလန်လေးဖြစ်ပါတယ်တက်တော့ရဲကိုတွားလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ profile နဲ့ကိုတွားလိုက်မယ် ပြီးရင်တော့ညာဘက်ပေါ်တောင်းမှာရှိရဲ့ menu လေးတွေကိုသွားမယ်။ပြီးရင်အောက်က setting and privacy တွေကိုသွားလိုက်ပါ။ပြီးရင်တော့ဒီမှာအပေါ်ဆုံးမှာ account ဆိုတာလေးရှိပါလိမ့်မယ်။သူ့ထဲကိုဝင်လိုက်မယ်။ account နဲ့ရောက်သွားပြီဆိုရင်တော့ဒီအောက်မှာ deactivate or delete account ဆိုတာလေးကိုနှိပ်ပြီးတော့ထပ်ဝင်လိုက်ပါ။ ဒါဆိုတော့ဒီလိုမျိုးနှစ်မျိုးတွေ့ရပါလိမ့်မယ်ဒီ activate account ရယ် delete account permanently ရယ်ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ဒီ activate account ကတော့ယာယီခဏကိုအကောင့်ကိုပိတ်ထားခြင်းတဲ့သူတွေအတွက်သုံးလို့ရပါတယ်အကောင့်ကိုလုံးဝထိပစ်ခြင်းတဲ့သူတွေအတွက်တော့ဒီအောက်က delete account permanently ကိုနှိပ်ပြီးတော့ဖြတ်ပေးလို့ရပါတယ်အဲ့တော့ဒီနေရာမှာပြန်ပြီးတော့ကိုအကောင့်ကိုပြန်ယူခြင်းခဲ့တယ်ဆိုရင်တော့ရက်30အတွင်းမှာပြန်ယူလို့ရပါတယ်။ရက်30ကျော်သွားရင်တော့ဒီအကောင့်က လုံးဝပြတ်သွားမှာပဲဖြစ်ပါတယ်။ နံပါတ်နဲ့နေနေရတော့ comment message followery list တွေကိုဖြောက်ထားခြင်းလေဆိုရင်တော့ဒီ account setting တွေအနေနဲ့ဒီမှာ privacy ဆိုတာလေးကိုတွားလိုက်မယ်။ပြီးရင်တော့ဒီအောက်မှာ comment ဆိုတာလေးအရင်ဆုံးတွေ့ရလိုက်မယ်။ comment တွေဝင်လိုက်မယ်။ comment တွေရောက်ပြီးရင် allow comment from ဆိုတဲ့နေရာမှာ everyone ဖြစ်နေပါလိမ့်မယ်။အဲ့တော့ comment ကိုလုံးဝဖြောက်ထားခြင်းလေဆိုရင်တော့ဒီမှာ no one ကိုရွှေ့ပေးလိုက်ပါ။ဒါဆိုရင်ရပါပြီ။နောက်တစ်ခုကတော့ message ဒါ right message ဆိုတာလေးကိုဝင်လိုက်မယ်။ပြီးရင်ဒီမှာကျွန်တော်တို့ along direct message from ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။အဲ့မှာကိုရှေကိုလူတိုင်းက message ပို့နေစေချင်တယ်ဆိုရင်တော့ everyone ကိုရွေးပါ။ကိုရဲ့ friend တွေရပဲ message ပို့ချင်တယ်ဆိုရင်တော့ friend ကိုရွေးလိုက်ပါ။တကယ်လို့ကိုရှေကို message ပို့တာတွေမလိုချင်ဘူးဆိုရင်တော့ဒီမှာ no one ကိုရွေးပေးလိုက်ပါ။ဒါဆိုရင်တော့ကိုရှေကိုဘယ်သူမှ message လာပို့လို့ရမှာမဟုတ်တော့ပါဘူး။ ောက်တစ်ချက်ကတော့ follower list တွေဖျောက်ထားခြင်းတဲ့သူတွေအတွက်ဒီအောက်မှာကျွန်တော်တို့ follower list ဆိုတာရှိပါတယ်။အခုကို follow လုပ်ထားတဲ့ page တွေအကောင့်တွေကိုတခြားသူတွေမသိစေချင်ဘူးဆိုရင်တော့ဒီမှာ follower list ကိုဖျောက်ထားလို့ရတယ်။အခုလက်ရှိမှာ everyone ဆိုတာလေးဖြစ်နေလိုက်မယ်။ဒါဆိုရင်တော့ကို follow လုပ်ထားတဲ့လူတွေလူတိုင်းကတွေ့နေရမှာဖြစ်တယ်။ကိုကဘယ်သူမှမသိစေချင်ဘူးဆိုရင်တော့ဒီမှာ only you ကိုထားပေးလိုက်ပါ။ဒါဆိုရင်ကို follow လုပ်ထားတဲ့ page တွေ အကောင့်တွေကိုတခြားသူတွေကဒီမှာမဟုတ်တော့ဘူးနောက်ထပ်နံပါတ်3ချက်ကတော့ကျွန်တော်တို့ကြည့်နေရင်းနဲ့ပျောက်သွားတဲ့ဗီဒီယိုတွေပဲဖြစ်ဖြစ်အရင်ကကြည့်ခဲ့ဘူးတဲ့ဗီဒီယိုတွေဖြစ်ဖြစ် ပြန်ရှာကြည့်ကြတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ adaptive center ကိုသွားလိုက်မယ်အဲမှာ wish history ဆိုတာတွေ့ပါလိမ့်မယ်သူထဲကိုနေဝင်လိုက်ပါအဲဒါဆိုရင်တော့ကိုကြည့်ပြရတဲ့များကိုကြည့်ခဲ့တဲ့များဗီဒီယိုတွေကိုဒီထက်မှပြန်ရှာကြည့်လို့ရပါတယ် နံပါတ်၄ချက်ကတော့ကိုယ့်ရဲ့တက်တော့အကောင့်ကိုတခြားသူတွေဝင်သုံးနေတယ်လို့တန်တရားရှိတယ်ဆိုရင်ဒီနေ့တိုင်းစစ်ကြည့်လို့ရပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီ CDN privacy အောက်ကို ပြန်သွားလိုက်မယ်။ပြီးရင်ဒီမှာ security ဆိုတာရှိရဲ security နဲ့ permission နဲ့ဝင်လိုက်မယ်။ပြီးရင်ဒီမှာ manage device ဆိုတာလေးကိုနေပြီးဝင်လိုက်ပါ။ ဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့်ကိုဝင်သုံးနေတဲ့ device တွေကိုဒီမှာတွေ့ရလိမ့်မယ်။ကိုသူတို့ဝင်သုံးထားတဲ့အချိန်နေ့ရက်တွေတုံထားတဲ့ device အမျိုးအစားတွေအားစာဒီမှာအားလုံးတွေ့ရလိမ့်မယ်။အဲ့ဒီ list ထဲကကိုသုံးနေကိုသုံးထားတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီဘက်က အမိုက်ပုံးပုံစံလေးကိုနှိပ်ပြီးတော့ဒါ log out လုပ်ပေးလို့ရပါတယ်။နံပါတ်5ချက်ကတော့ကျွန်တော်တို့ကိုတက်တော့အကောင့်ကိုပုံမလုံးကြုံစိတ်ချရစေဖို့ two step on ထားခြင်းတဲ့သူတွေ press ဆိုရင်တော့ဒီမှာ two step verification ဆိုတာရှိပါတယ် ပြီးရင်ဒီမှာဖုန်းနဲ့ two step လောက်မှာလာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာဒီ application တစ်ခုကိုသုံးပြီးတော့ verification လောက်မှာလာဒါမှမဟုတ်ရင် email တွေကိုကုတ်ပို့ပြီးတော့ verification လောက်မှာလာကိုကြိုက်ရရွေးလို့ရတယ်ဒီမှာတော့ကျွန်တော်တို့ဖုန်းနဲ့ verification လောက်တဲ့နေရဲ့ email နဲ့ verification လောက်တဲ့နေကိုကျွန်တော်တို့သုံးသွားပါမယ်အဲ့ဒီကဘာမှလောက်ဆရာမလို့ဒီမှာအမှန်ကျလေးထည့်မယ်ပြီးရင်ဒီမှာတန်းအောင်ဆိုတာလေးနှိပ်ပေးလိုက်ပါအဲဆိုရင်ကိုယ့်ရဲ့ TikTok account ကို password သိနေရဆိုရင်တောင်းပါပဲ တတော်အားပို့လာတဲ့ဒီ verification code ကိုရိုက်ထဲမှာလာရင်အကောင့်က login ဝင်လို့ရသွားစေမှာဖြစ်ပါတယ်။အခုလိုနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအစမတရားတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါဦး။